မိဘမိသူများရှင် Prime Media မှသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင်။ဒီနေ့ဟာဆိုရင်9ရက်6လ2025ရက်နေ့ဖြစ်ပါတယ်ရှင်။သတင်းမတင်ဆက်ခင်နေမှာမိဘမိသူများကိုကျွန်မစုံမစာလေး၃ချောင်းကိုရွှတ်ပြချင်ပါတယ်ရှင်။ကျွန်မဘဝပါဆိုရင်လည်းလူပေါင်းမြောက်များစွာနဲ့ပေါင်းသက်ဆက်ဆံမှုပါတယ်။လူတွေရဲ့ဖြစ်ပျက်ပြောင်းလဲမှုတွေများစွာကိုလည်းကျွန်မမြင်တွေ့ဦးပါတယ်ရှင်။ဒီအရရကနေကျွန်မတန်ခမ်းစာရှိပါတယ်တန်ဝေကရှိပါတယ်ရှင်အမြဲတမ်းသတိကိုဥထိပ်ပန်ဆင်ထားပါတယ် ဒါကြောင့်မိဘပြည်သူများကလည်းကျွန်မဒီအသည့်တတိလေးကိုပြန်လည်ပြီးတော့မျှဝေပေးကြပါရှင်။ကျွန်မရွတ်ပြမယ်ဆုံးမစာလေး၃ချောင်းကိုမိဘပြည်သူများသိရှိပြီးသားဖြစ်ပါရှင်။လူချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေ။အထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေ။စင်းရဲလိုချင်းအချင်းချင်းကင်းရှင်းကြပါစေတဲ့။ဒီဆုံးမစကားလေး၃ခုကအင်မတန်ကိုအတိတ်ပဲလေးနဲ့ပြုတ်ရပါရဲ့ရှင်။ကျွန်မတို့ကဆိုရင်လူချင်းချင်းလှည့်ပတ်နေကြတဲ့ကိစ္စတွေအများကြီးလုပ်နေတဲ့သူတွေရှိရဲ့ရှင်။ဒါအပြင် အချင်းချင်းအထင်သေးတဲ့ကိစ္စတွေလည်းအများကြီးဖြစ်ပါတယ်။ ငါလောက်မင်းကမတော်ဘူးငါလောက်မင်းကမတက်ဘူးဆိုတဲ့ကိစ္စရက်တွေကလူချင်းချင်းမသိမမြတ်ဖြစ်ပြီးတော့လုပ်ငန်းဆောင်တာတွေကိုပျက်စီးစေတတ်ပါရှင့်ဒါတွေကလည်းလူရဲ့ကြားထဲမှာဖြစ်တတ်တဲ့ကိစ္စပါပဲနောက်ဆုံးအရေးကြီးဆုံးတစ်ခုကတော့စင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေရှင့်တိုးနဲ့တူစင်းရဲလူတဲ့စိတ်တွေကအင်မတန်မကောင်းပါဘူးရှင့်ကိုကမုန်းတယ်ကို့ထက်တော်တယ်လို့ခံစားရတယ်ဆိုရင်ကို့ထက်ပိုပြီးတော့နေရာရနေတယ်လို့ခံစားရတယ်ဆိုရင်ဒီလူကိုစင်းရဲဒုက္ခရောက်စေခြင်းတဲ့စိတ်ကတော်တော်ကိုစိုးရွားတဲ့စိတ်ပါရှင့် ဒါကိုကျမတို့ကအတိတ်တိနဲ့ဆင်ခြင်ရမှာဖြစ်ပါရှင်လူရဲလို့ဖြစ်လာရင်ကျမတို့ဘဝတစ်ခုပဲကြည်လို့မရအောင်ရှင်တန်တရာဆိုတာရှိပါသေးရဲ့ရှင်ဒါပြင်တန်တရာမှာဖရာဟောအရာစင်ပေါ့နော်ကျမတို့ဆွေမျိုးရဲလို့မတော်ဆက်ဘူးတဲ့သူမရှိပါအောင်ရှင်ကျမတို့ဒီဘွားမှာဒီလူကိုပေါ့နော်အเจ้าညာတစ်ခုအเจ้าနဲ့မုန်းနေတယ်ဆင်းရဲစေချင်တယ်ဆိုရင်အရင်ဘွားကဒီလူကကိုယ့်ရဲ့မိဘလည်းဖြစ်နိုင်တယ်နော်ကိုယ့်ရဲ့သားသမီးလည်းဖြစ်နိုင်ရဲ့ရှင့်ကိုုံတဲ့တစ်ခုခုတော့တော်ဆက်ခဲ့မှုတဲ့သူပဲဖြစ်ပါလိမ့်မယ်ဒါကြောင့်ကျမတို့က ဘသူရဲ့တိုးတက်ခြင်းကိုမှမနာလို့မဖြစ်တဲ့မအောင်ရှင့်။အများတိုးတက်တာမြင်မူတည်တာပွားလိုက်ပါ။သူ့ကိုအားကြလိုက်ပါ။ပြီးတဲ့အခါမှာသူ့ကဲ့သို့စူးစမ်းကြံဆောင်လိုက်ပါရှင့်။ဒါဆိုရင်ကိုယ့်ရဲ့ကံတရားအလိုက်ကိုယ့်ရဲ့စူးစမ်းမှုအလိုက်ကို့မှာလည်းအောင်မြင်မှုတွေရရှိလာမှာပေါ့ရှင့်။ကျွန်မဒီကြောင်ရလေးကိုသတင်းမတင်ဆက်ခင်လေးမှာတစ်ခုတည်းနဲ့ထည့်ပြောတယ်ဆိုတာကကျွန်တော်တို့အခု2025မှာဖြစ်ပျက်တဲ့မြကိစ္စအားလုံးဟာလူတွေရဲ့ကံတရားအကြောင်းအရာတွေပေါ့နော်။ဒါရင်းနဲ့ပတ်သက်ပြီးတော့တော်တော်ကို တံပြန်မှုတွေကြုံနိုင်တဲ့အနေအထားရရှိပါအရှင်။နက္ခတ်ဆရာတွေရဲ့ဟောကြားပုံအရဆိုလဲနက္ခတ်တွေကျမ်းတဲ့ကာလပေါ့နော်။ဒါကြောင့်ကိုယ့်ရဲ့လောက်ရက်တစ်ခုချင်းစီတိုင်းဟာကိုယ့်စီကိုတံပြန်လာဖို့အတွက်အရန်ကိုအခွင့်အလမ်းများနေတဲ့အချိန်မှာရှင်။ဒါကြောင့်ကျမအနေနဲ့ပေါ့နော်။ကျမချစ်ခင်ရတဲ့မိဘပြည်သူတွေရောကျမမချစ်ခင်တဲ့မိဘပြည်သူတွေရောကျမချစ်ခင်ရတဲ့မိတ်ဆွေတွေရောကျမမချစ်ခင်တဲ့ရန်သူတွေရောဒုက္ခတရားတွေရင်ဆိုင်ရမှာဆိုလို့ကျမပြပြတာပါရှင်။ကျမသိတဲ့အသည့်ကြားလေးပြန်လည်မျှဝေတာဖြစ်ပါတယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းလေးရတယ်ဒီကဘာကြီးနဲ့ကျမတို့နိုင်ငံအတွက်ပေါ့နော်ပြည်ပြူရမယ်ရှစ်ပြည်ဟောအကြောင်းအရာလေးပေါ့ရှင်ရှစ်ပြည်ဟောနဲ့ပတ်သက်ပြီးတော့တချို့ကလည်းအပြည့်ဝယုံတယ်တချို့ကလည်းပြည့်ဝမယုံရှင်ကျမကတော့ပြည့်ဝကြီးယုံကြည်ရလည်းမဟုတ်ဘူးဒါပေမဲ့သတိပြုစင်ကျင်စရာအနေနဲ့တော့ကျမအနေနဲ့လိုက်ပြီးတော့လေ့လာဖတ်ရှုပါရှင့်ဒီနေ့မှဆိုရင်ဒီကျမတို့နိုင်ငံအတွက်ပါပေါ့နော် ဟောကိန်းထုတ်ထားတဲ့ကိစ္စလေးတစ်ခုလေးရှိပါတယ်။အဲ့ဒါလေးကျွန်မပြောပြပေးချင်ပါရှင့်။ကျွန်မပြောပြပေးမယ့်သတင်းလေးကတော့ Bangkok Post မှာတင်ထားတဲ့သတင်းလေးဖြစ်ပါရှင့်။ထိုင်းနိုင်ငံမှာဆိုရင် Imminent နာမည်ကျော်ကြားတဲ့ Shipit Hotel မှာသူဖြစ်ပါရှင့်။သူ့ရဲ့နာမည်ကတော့ Pra ဖြစ်ပါရှင်။သူဟာဆိုရင်ကမ္ဘာအနှံ့မှာဖြစ်ပေါ်နေတဲ့သဘောဝဗိဒံတွေနဲ့ပတ်သက်ပြီးတော့အချိန်အတိကျဖြစ်ရအတိကျနဲ့ဟောကြားနိုင်တဲ့အတွက်နာမည်ကျော်ကြားနေတဲ့သူဖြစ်ပါရှင်။ကျွန်မတို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ Pra ဟောခဲ့တဲ့ဟောခွင့်တစ်ခုရှိပါတယ်။အဲ့ဒါပါလဲဆိုတော့28ရက်3လ2025မှာ7.7ပေါ့နော်။ အင်အားအဆင့်ရှိရဲ့ငလင်ကြီးတခုမြန်မာနိုင်ငံမှာလှုပ်ခတ်မယ်ထိုင်းနိုင်ငံကိုလည်းအဖျားခတ်မယ်ဆိုပြီးသူဟောခဲ့တဲ့ဟောခိုင်းကကွက်တီကိုမှန်ကန်နေခဲ့ပါရှင့်ပရာအနေနဲ့အခုတခါဟောထားတာကတော့2025ခုနှစ်ဇွန်ဇွန်လလအတွင်းမှာတဲ့ဂျပန်နဲ့အင်ဒိုနီးရှားမှာရေအောက်မီးတောင်ပောက်ကွဲမှုတွေနဲ့ကြီးမားတဲ့ဆူနာမီတန်ခံရမယ်ဆိုပြီးဟောခိုင်းထုတ်ထားတာပါရှင့်ဒီဖြစ်စဉ်အားတဲ့အခုဒီအဲ့မှာပေါ့နော်ဖြစ်နိုင်တဲ့ဖြစ်စဉ်အားဆိုရင်၂၀၀၄ခုနှစ်ကဖြစ်ပွားခဲ့တဲ့ဆူနာမီထက်တောင်မှပိုပြီးတော့ပြင်းထန်ပါမယ်ဆိုပြီးတော့ပရာကသတိပေးထားပါရှင့် ပရိုင်ဟောဂိန်းနေရာဆိုရင်အရှိမလည်းမှန်ကန်ခဲ့တာဖြစ်တဲ့အတွက်ဒီဟောဂိန်းကိုလည်းမှန်ကန်နိုင်တယ်ဆိုတဲ့အခြေအနေနဲ့လူမှုကွန်ရက်မှာလည်းဝေဖန်မှုတွေနဲ့ဆွေးနွေးမှုတွေအများကြီးဖြစ်ပေါ်နေပါရှင့်။ဒါ့အပြင်ဂျပန်၊ထိုင်းနဲ့အင်ဒိုနီးရှားအစိုးရတွေကဆိုရင်လည်းရောက်ရှိလာနိုင်တဲ့သဘောအပေးနဲ့တွေအတွက်ကိုကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီလို့သိရပါရှင့်။သူတို့အနေနဲ့ဟောဂိန်းတစ်ခုကိုဟောဂိန်းလို့သဘောမထားဘဲနဲ့တဘာဝကြကြကြိုတင်ပြင်ဆင်မှုတွေပြုလုပ်တာကတော့ အတူယူဖို့ကောင်းပါရဲ့ရှင်သူပြောရတဲ့ဒီမှာဆိုတော့ကျွန်မမြန်မာနိုင်ငံမပေါဘူးပေါ့ရှင်မြန်မာနိုင်ငံမပေါဒါပေမဲ့2025တခုလုံးမှာကဘာကြီးနဲ့ပတ်သက်တဲ့ဟောကိန်းတွေကိုထုတ်ထားတဲ့ပညာရှင်တွေလည်းများရှိပါရဲ့ရှင်အဲ့ဒီကနေပြီးတော့ကျွန်မနဲ့သက်ဆိုင်နိုင်တဲ့အကြောင်းတရားလေးတွေလည်းပါတဲ့အတွက်ကျွန်မအချို့အရာလေးကျွန်မနည်းနည်းပြောပြချင်ပါရဲ့ရှင်ကမ္ဘာအခြေအနေမှာတော့ဒီ2025ဟောခဲ့အရာဆိုရင်တော့ကမ္ဘာစီးပွားရေးမတည်ငြိမ်မှုတွေဖြစ်နိုင်တယ်ဆိုပြီးတော့ဟောထားပါတယ်နှက်ကက်ဆရာတွေတတိပေးထားပါဘောနော်2025အခုမှ အစလောက်ပဲရှိသေးတဲ့အတွက်ကျွန်တော်ဆက်လက်စောင့်ကြည့်ရမှာပေါ့ဒါပေမဲ့လက်ရှိဖြစ်နေတဲ့ကမ္ဘာသတင်းတွေအများဆိုရင်တော့စီးပွားရေးမတည်ငြိမ်ဖြစ်နေတာတော့အမှန်ကြီးပါပဲရှင့်စီရေအရှုပ်ထွေးအရှုပ်ထွေးတွေလည်း2025မှာအများကြီးဖြစ်နိုင်နေဆိုပြီးဟောထားကြတယ်။အဓိကကတော့ဒီစီရေတဲမှမှုတွေဆက်ရှိနိုင်နေပေါ့နော်။ပြီးတော့တဘာဝဘေးအနေနဲ့ဆိုရင်ငလင်းနဲ့မုန်တိုင်းတွေစိုးရိမ်ရမယ်ဆိုပြီးတော့လည်းဟောကိန်းထုတ်ထားတာရှိပါရှင့်။မြန်မာနိုင်ငံဆိုင်ရာဟောကိန်းတွေလည်းကျွန်မနည်းနည်းလေးပြောပြချင်ပါတယ်။မြန်မာနိုင်ငံမှာဆိုရင်တော့စီးပွားရေးအရာဆိုရင်လည်းငွေကြေးဖောင်းပွားမှုနဲ့ဈေးနှုန်းတွေတက်နိုင်တဲ့အခြေမြင့်မားပါတယ်။ရွှေနဲ့ကြောင်းပြက်ဈေးကွက်မတည်ငြိမ်မှုတွေရှိနိုင်နေဆိုပြီးဟောထားပါရှင့်။ ဒီဟောချက်ကတော့မှန်ပါတယ်ရှင့်မှန်ပါတယ်ပေါ့နော်နိုင်ငံရေးအရဆိုရင်2025ဟာပြောင်းလဲကြီးရဖြစ်နိုင်တဲ့နှစ်ဆိုပြီးတော့ဟောကိထုတ်ထားတာလည်းရှိပါရှင့်ဒါလည်းမှန်ကန်တယ်လို့တော့ပြောလို့ရတာပေါ့နော်ဘာကြောင့်လဲဆိုတော့2025ပြီးသွားတဲ့ခါကျရင်ကျွန်တော်တို့ရွေးကောက်ပွဲလာပြီလေအဲ့ချိန်ကျရင်ကြီးမားသောပြောင်းလဲမှုဖြစ်တာပေါ့ရှင့်အဲ့လိုအခြေအနေရှိပါရှင့်ဒါပြင်ငလင်ဘေးရဆိုလဲဒီလိုပဲမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဟောလာတာကမြန်မာနိုင်ငံအလဲပိုင်းရှမ်းပြည်နယ်ဒီမှာငလင်အန်ဒီရဲ့မြင့်မာတဲ့ဆိုပြီးဟောထားရပေါ့နော်အဲ့ဒီဟောကင်းလေးကတော့မှန်သွားခဲ့ပါတယ်မြန်မာနိုင်ငံအလဲပိုင်းလောက်မှာငလင်တန်းကြီးကြီးမှကျမတို့ခံလိုက်ရပါရဲ့ရှင့် ဒါပြင်မြန်မာနိုင်ငံမှာရေကြီးရာတွေမုန်တိုင်းတွေလည်းသတိထားဖို့တော့ဟောထားရှိရဲ့။ဒီမှာခုပြောပြတာကတော့ကဘာတဝမ်းမှာကဘာကြီးနဲ့ပတ်သက်ပြီးတော့မြန်မာနဲ့ပတ်သက်ပြီးတော့ဗောနောဟောထားတဲ့ဟောကိန်းလေးကိုပြန်လဲစုစည်းပေးထားတာဖြစ်ပါရှင့်။နောက်ခဆရာတွေရဲ့ဟောကိန်းတွေကတရားခံတို့ပြောအမှန်ကန်တယ်လို့တော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့ကျမတို့ကဒီလိုဟောကိန်းလေးတွေကြိုတင်ပြီးတော့သိနိုင်ခြင်းအဖြစ်တကယ်တော်တဲ့ဆရာတွေဟောတာကိုသိနိုင်ခြင်းအဖြစ်ကျမတို့ကကြိုတင်ပြင်ဆင်မှုတွေလုပ်နိုင်နေရှင့်။ ေချာလာတော့2025မှာဆိုရင်စည်ရေးလူမှုရေးတဘာဝဘေးစသဖြင့်ဒါတွေကကျမတို့လူသားတွေရင်ဆိုင်ရနိုင်ပါတယ်အခြေအနေသိကောင်းတဲ့နှစ်တော့မဟုတ်ဘောเนาะပြောချင်တာလေဒီတော့ဘလို့ပဲဖြစ်မြေသူဝင်ဆိုတွေကမှကျမတို့ကဗုဒ္ဓဘာသာဝင်နေလေဗုဒ္ဓဘာသာမှာဆိုရင်ကျမတို့ကပ်ဘေးတွေဒုက္ခရောက်တဲ့အကြောင်းတရားတွေကိုရှောင်ရှားနိုင်တဲ့အရာရှိပါတယ်အဲ့ဒါကတော့ကျမတို့ကိုနှုတ်မူရာဆင်ခြင်ရမယ်ကျမတို့အတိတ်တရိကြည်ကြည်ထားရမယ်ဉာဏ်ပညာရှိစွာနဲ့အချို့အရာတွေပေါ့နော်ခင့်နဲ့ပြောညီစွာနဲ့ကိုယ့်အကူဆောက်ရှောက်ကာကွယ်တတ်ရမယ်ရှင့် ဒါလေးပြုတ်လုံမယ်ဆိုရင်တော့တင့်တော်လေးလို့ကျွန်မထင်ပါတယ်ရှင်အခုဆိုရင်တဘာပေးနဲ့ပတ်သက်ပြီးတော့လည်းကဘာကြီးတစ်ခုလုံးရောမြန်မာနိုင်ငံကိုရောပေါ့နော်ဒီလိုမျိုးသတိပေးမှုတွေရှိလာတဲ့နက္ခတ်စရာတွေဟောထားတယ်ဒါကြောင့်ကျွန်မတို့ကအဓိကကတော့တဘာပေးနဲ့ပတ်သက်မိုးလေဝသသတင်းပေါ့ရှင်မိုးလေဝသသတင်းလေးတွေကိုနေ့စဉ်နေ့တိုင်းစောင့်ကြည့်ပါမုံတိုင်းရှိရယ်ပေါ့နော်မုံတိုင်းရှိရယ်မိုးကြီးမယ်ဆက်သက်ဖြစ်ပေါ့လေငလင်ကတော့ကြိုးတော့မသိဘူးပေါ့ရှင်အဲ့လိုမျိုးကိစ္စတွေပေါ့နော်ဒါလေးတွေကိုသတိထားပြီးနေထိုင်ပါအမြဲတမ်းသတိနဲ့နေမယ်ဆိုရင်တော့ကျွန်မတို့စိုးကြိုးနေမယ်လို့ထင်ပါတယ်ရှင် ရင်ဆိုင်ရမယ့်အရာဆိုတာရှောင်ပုံးလို့တော့မရတာအမှန်ပါပဲဒီတော့အကောင်းဆုံးရင်ဆိုင်နိုင်မှုအတွက်ဒါကျမတို့ကကြိုတင်ပြင်ဆင်ခြင်းကဒါနီးမှန်လမ်းမှန်နေထိုင်ခြင်းသာဖြစ်ပါရဲ့ရှင့်ကျမအနေနဲ့ဒါကြောင့်သတင်းလေးမှာထည့်သွင်းပြီးတော့2025ခုနှစ်မှာကမ္ဘာကြီးနဲ့ကျမတို့မြန်မာနိုင်ငံသားတွေအသီးပြူဆင်ခြင်ရမယ့်ကိစ္စလေးကိုထည့်သွင်းတင်ဆက်လိုက်ရပါတယ်ရှင်။ဒုတိယသတင်းလေးအနေနဲ့ကျမမန္တလေးမြို့ကသတင်းလေးတစ်ခုပြောပြချင်ပါတယ်ရှင့်။မန္တလေးမြို့မှာဆိုရင်အမျိုးသမီးလေးတအူးပေါ့နော်စိုက်ကဲနဲ့သူ့ရဲ့ PC ရဲ့လူရက်ခံရတဲ့ရုပ်သံဖိုင်လေးကိုလူမှုကွန်ရက်မှာတက်လာပါတယ်ရှင့်။ တော်တော်ကိုစိုးစိုးဝမြင်ကွင်းလေးဖြစ်ပါတယ်ဒီဖြစ်စဉ်လေးကဆိုရင်မန္လေးမြို့ဇော်လ9ရက်နေ့မနက်6:00နာရီခွဲချိန်မှာဖြစ်ခဲ့တာဖြစ်ပါတယ်ဒီအမျိုးသမီးလေးကိုတဲ့လူစုလူဝေးနဲ့ရိုက်နှက်ပြီးတော့စိုက်ကယ်နဲ့သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေလူရက်သွားခဲ့တာပါရှင့်အမျိုးသမီးကဆိုရင်သူ့ရဲ့စိုက်ကယ်နဲ့ပေါ့နော်သူ့ရဲ့အဆောင်ပြန်လာတဲ့အချိန်မှာစိုက်ကယ်၃စီး စီးလာတဲ့အသက်30ဝန်းကျင်အမျိုးသား9ဦးလောက်ကအုပ်စုလိုက်ဝိုင်းရိုက်ပြီးတော့ဒုတ်တိတ်သားတွေလည်းပါတယ်ပေါ့နော်ပြီးတဲ့ခါမှာသူ့ရဲ့ cycle ပတ်စံအိတ်ပြီးတော့ cycle license အကုန်လုံးပါသွားတာပေါ့ရှင်ဒီလိုဖြစ်ပွားနေတဲ့အချိန်မှာတဲ့ထူးခြားချက်ကကြတော့နီးနားမှာရှိတဲ့သူတွေကဘယ်သူမှဒီမင်းကလေးကိုကူညီခဲ့ခြင်းမရှိဘူးဆိုပြီးတော့ဒီမျိုးသမီးလေးရဲ့တငယ်ချင်းကလူမှုကွန်ရက်မှာပြန်လည်ညှဝေထားပါတယ်ရှင်ကျမတို့နိုင်ငံမှာဒီလိုဖြစ်စဉ်တွေမြင်ရတဲ့ခါကျရင်တော်တော်စိတ်မကောင်းဖြစ်ပါတယ်ကူညီပေးခြင်းမရှိတဲ့သူတွေကိုအပြစ်တင်ဖို့ကလည်းခက်နေရဲ့ရှင်ဘာကြောင့်လဲဆိုတော့ ဒုတ်တွေဓာတ်တွေလက်နက်တွေပါတယ်ခန့်မသိတနတ်တော်ပါနိုင်တဲ့အခြေအနေတစ်ခုမှာဘသူကဟီးရိုးလောက်ရဲမှာလဲရှင်ဒါလေးတော့ကျမလည်းကိုချင်းစပါတယ်ကျမနှစ်စီရှင်မှာဒီလိုကိစ္စဖြစ်လာရင်ကျမရောဆက်ချင်းသွားပြီးတော့ကုညီနိုင်လားဆိုရင်မသေးကြအောင်ရှင်ဒါကျမတို့မိန်းကလေးတယောက်ပေါ့နော်။ရာဇာလေးတယောက်နေနဲ့ရောတယောက်ထိုက်ပစ်နေရဆိုတော့ကုညီဖို့တော့ကခက်ခဲမှာပါ။ ဟိုဟိုက9ယောက်တောင်လေအဲ့လိုပြောချင်တာပေါ့ဟိုက9ယောက်တောင်ချင်းဟိုကိုကစပိုက်ဒါမန်လို့စူပါမန်လို့ဆိုတမျိုးပေါ့နော်အဲ့လိုမှမဟုတ်ဘူး तू ကလည်း9ယောက်ကိုကလည်းကိုတငယ်ချင်းနေနဲ့ပြင်ထွက်တဲ့ချင်းယောက်ျားလေးလေးက6ယောက်9ယောက်ဆိုတော့လေဒါဝင်လုံးပြီးချရမျိုးတော့ဖြစ်ဖြစ်ပါဦးအချိန်ကြောင်လည်းဒါဩငါတို့အင်အားနဲ့တို့နိုင်လောက်တယ်ဆိုတော့တို့လည်းချမှာပေါ့နော်ဝင်ပြီးကူမှာပေါ့နော်အဲ့လိုအခြေအနေတော့ရှိပါတယ်ဒီတိုင်းလမ်းသွားလမ်းလာအနေနဲ့ဝင်ကူဖို့ဆိုတာကတော့ဘာလို့မဆိုဒီခေတ်မှာကြောက်ကြရလဲရှင့်ဒါကြောင့်တခုခုဖြစ်လာရင်ကိုကြီးဆောက်ရှောက်မှုရဖို့အတွက်က အင်မတန်ခဲယဉ်တဲ့အခြေအနေမြန်မာနိုင်ငံမှာကြုံနေပါရဲ့ရှင်ဒါကတော့အသေးချာပါပဲအားလုံးကကြက်ကြက်ကြက်ခစ်ဖြစ်နေတာပေါ့နော်သူလည်းငါကြောက်ငါလည်းသူကြောက်အကုန်လုံးကလည်းကြောက်အဲ့လိုဖြစ်နေတာရှင်ဒီတော့ခိုးဆိုးလူနိုင်တယ်တောကြောင်နေလက်ခမောက်ခတ်တာပေါ့ရှင်ဒီယာကြီးကိုဖြည့်ရှင်းဖို့ဆိုတာကတော့ဘယ်ရစရမှန်းတော့မသိပါရှင်ကျွန်မလေကျွန်မတို့တာမအောင်အောင်နဲ့ကြာတော့ဘယ်လိုဘယ်ကနေစပြီးရှင်းလို့ရှင်းရမှမသိဘူးပေါ့နော်ဒါပေမဲ့တေချာတာကတော့ကျွန်မတို့နိုင်ငံမှာဆိုရင်ဘယ်ဟိုတော့တော့လုံးကျုံရေးအခြေအနေရတော့အထူးသတိထားမယ့်အခြေအနေရှိတယ်ဒါကြောင့်ကျွန်မတို့နိုင်ငံသားတွေအနေနဲ့ အပြင်နေပါသွားမယ်ဆိုအတက်နိုင်ဆုံးအဖော်နဲ့ပဲသွားပါရှင့်တယောက်ထဲသွားတာကိုရှောင်ကျင်ပါပြီးတော့လူပြက်တဲ့နေရာဆိုမသွားပါနဲ့မိုးချုပ်မှောင်ပြီဆိုရင်လည်းအပြင်သိပ်မထွက်ပါနဲ့ပေါ့နော်အဲ့လိုတော့ပြောချင်ပါတယ်ဒါပေမဲ့အချို့နေရာတွေမှာဆိုမန္တလေးဆိုကိုစိုးရယ်ရှင်သီလားလူမြင်ကွင်းနေလေပတ်တောင်မှလှုပ်ချင်အောင်လုပ်နေကြတာလေအဲ့လိုမျိုးတိုက်ခိုက်နေကြတာဆိုတော့လေအော်ကိုမှာဘယ်တော့ကြုံလာမလဲဆိုတာဘာမှမသိနိုင်တဲ့ကိစ္စပါပဲကိုကစိုက်ကယ်လေးနဲ့ဖြစ်စေကားနဲ့ဖြစ်စေဘယ်ဟိုဘက်တော့တော့အနေရကိုစီအချိန်မျိုးကြုံလာနိုင်တယ်ရှင့်ဒါကြောင့်တတိကိုသာဥထိပ်ပန်ဆင်ပြီးတော့ပဲနေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဖို့အတွက်ဒါကျွန်တော်တို့ရွေးချယ်ရမှာဖြစ်ပါရှင့် နိုင်ငံတော်အနေနဲ့ကတော့လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ခုထပ်ပို့ပြီးတော့ရေးဆိုင်တင်ပါတယ်။နိုင်ငံသားတွေရဲ့လုံခြုံရေးကတော်တော်ကိုဆိုးဝါးစွာပျက်စီးနေပါတယ်ရှင့်။အချင်းချင်းရန်ပြုတ်မှုတွေတိုက်ခိုက်မှုတွေနဲ့ရက်ဆက်စိမ့်ကားမှုတွေရင်ဆိုင်နေရတဲ့ခက်ကာလဖြစ်ပါတယ်ရှင်။နိုင်ငံသားတွေရဲ့လုံခြုံရေးကိစ္စကတော့နိုင်ငံတော်ပေါ်မှာပဲပြပတာဝန်ရှိရတဲ့အတွက်ကျွန်တော်ကနိုင်ငံတော်ကိုပဲနမှုနစာတိုက်ရတာဖြစ်ပါတယ်ရှင့်။ဒီပုံစံတိုင်းသာဆက်သွားမယ်ဆိုတော့ကျွန်တော်နိုင်ငံကနေချင်းစပွဲတိုင်းပြည်လေးဖြစ်တော့မှာမဟုတ်ပါဘူးရှင့်။ပဲတော့တော့ကြောက်နေရပြီးတော့စိတ်ပြတ်ဖို့ကောင်းတဲ့တိုင်းပြည်တစ်ခုဖြစ်လာမှာပါ။အဲ့လိုမျိုးမဖြစ်စေချင်ပါဘူးရှင့်။ ဒါကြောင့်အမြန်ဆုံးသာတချို့ရာတွေမှာပြုပြင်နိုင်ပါစေ။လုံခြုံရေးကိစ္စတွေကိုတေချာစွာစီမံနိုင်ပါစေလို့ဒါကျွန်မတို့ကဆန္ဒပြုချင်ပါတယ်ရှင်။လုံခြုံရေးကိစ္စလေးပြောရင်လည်းဆက်ဆက်သတင်းလေးပေါ့နော်။ကိုလံဘီယာမှာတမရလောင်းဖြစ်တဲ့အမျိုးသားတဦးကနေပြီးတော့ပြစ်ခတ် လုံးကြံခံရတာရှိရဲ့ရှင်ခေါင်းပစ်သွားတာပါအဲ့ဒီတဲ့င်းလေးကိုကျွန်မပြောပြချင်ပါတယ်ကျွန်မနိုင်ငံနဲ့လည်းဆက်ဆက်နေရပါတော့ကိုလံဘီယာတမရလောင်းဟာဆိုရင်ဒီသူကမဲဆွယ်နေတဲ့အချိန်မှာစီယဝိခီးစင်တွင်မှာပေါ့နော်ပြစ်ခတ်ပြီးတော့လုံးကြံခံရတယ်ရှင် အဲ့ဒီပြစ်ခတ်တက်ဖြတ်ပြီးရခါမှဆိုသူဥကောင်းတဲ့ဒူးမှာထိခိုက်ဒဏ်ရာရရှိသွားတယ်ပြီးရခါမှသူစေးုံတင်လာရတယ်ပေါ့နော်ဒါပေမဲ့အခုဒီပြစ်ခတ်တဲ့လူငယ်တအုပ်ကိုရဲတပ်ဖွဲ့တွေကနေပြီးတော့ဖမ်းဆီးသွားနိုင်နေရှင့်အဲ့ဒီကလေးဟာဆိုရင်ကလေးလို့ပြောရမှာပေါ့15နှစ်ပဲရှိသေးရဲ့အရွယ်ကလေး ူမြောက်တနက်နဲ့ပြစ်တဲ့အရွယ်15နှစ်ပဲရှိသေးတယ်။ဒါ18နှစ်တောင်မပြည့်သေးဘူးရှင်။အဲ့ဒီလူငယ်ဦးတဲ့ကိုမမပစ်စလို့တနက်နဲ့အတူတကွဖမ်းဆီးပြီးတော့ရမိခဲ့တာပေါ့နော်။အဲ့တော့ဒီလူငယ်လေးကဆိုရင်ဒီသမရလောင်းဖြစ်သူကိုဘာကြောင့်လုံကြံတာလဲ။သူ့လုံကြံရတဲ့အကြောင်းရင်းပေါ့နော်။ဒါဒီကလေးကဆိုရင်သက်15နှစ်အသိဉာဏ်နဲ့တော့ဒီလူကိုရန်ညှိုးထားပြီးတတ်เสียအကြောင်းရင်းမရှိဘူးရှင်။တစုံတယောက်ကသူ့ခန်းလိုက်တာပဲဖြစ်မှာပေါ့နော်။ဒါသူ့ရဲ့နိုင်ငံရေးအခြေအနေပေါ့ရှင်။ဒီပုဂ္ဂိုလ်ရဲ့နိုင်ငံရေးအခြေအနေကိုကျွန်မလေ့လာစုံစမ်းကြည့်ရတဲ့အခါမှာဆိုရင် ဒီပုတ်ကိုဥရီဘေးပေါ့နော်ဥရီဘေးရဆိုရင်ကိုလံဘီယာရဲ့အကြမ်းဖက်မှုနဲ့မွေးရဆေးဝါးပြဿနာတွေကိုသူကပြင်းထန်စွာစန့်ကျင်တဲ့နိုင်ငံရေးသမားတစ်ဦးဖြစ်တယ်လို့သိရပါဗျ။ဒါကြောင့်သူ့ကိုလောက်ကျန်တက်ဖြတ်တဲ့သူတွေကအကြမ်းဖက်သမားတွေနဲ့မွေးရဆေးဝါးမှာပတ်ပတ်သက်နေတဲ့သူတွေဖြစ်နိုင်တယ်ဆိုပြီးတော့လည်းသူတို့တုံးတက်မိကြတယ်လို့သိရပါချက်။ဒါသူတို့နိုင်ငံဖြစ်စဉ်လေးပေါ့နော်။လူစိုးတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာတော်တော်တော့ကြောက်ဖို့ကောင်းတယ်နော်ကျွန်မကျွန်မကလည်းတွေးမိတာပေါ့လေအော်လို့မွေးရဆေးဝါးတွေပေါ့နော်မွေးရဆေးဝါးတွေလက်နက်တွေဒါတွေကိုနိုင်ငံထဲမှာရှိနေလို့ရှင်အနေအများတယ်ဆိုတော့လူတိုင်းသိတယ် ဲ့မဲ့ဒီရာတွေကို ကျမတို့ကပေါ့နော်ဖယ်ရှားနိုင်ဖို့အတွက်စူးစမ်းတဲ့အခါမှာစူးစမ်းတဲ့သူကဒါမျိုးတွေကြုံနိုင်နေရှင်ကဘာကြီးပေါ်မှာကားစားအဲ့လိုဖြစ်နေရပေါ့နော်မတရားမှုတွေကြီးစိုးနေရပေါ့ရှင်တကယ်စိုးသွမ်းတဲ့သူတွေကိုထိပွားခတ်နေရပေါ့ရှင်ဒီတော့သူငန်းနိုင်ငံပြည်ထောင်နာကိုယ်နိုင်ငံကိစ္စလေးနဲ့နှိုင်းရှင်ပြီးစဉ်းစားကြည့်ရပါတော့။ကျမနိုင်ငံမှာလည်းထုံနှီးလက်ကောင်းဖြစ်နေသလိုပဲရှင်။ကျမနိုင်ငံမှာမွေးရစေးနဲ့ပတ်သက်လို့ရှင်လမ်းမေးကွန်းရဆိုင်မှာတော့မှရတယ်ဆိုတဲ့ခြေနေလေးဟိုတရက်ကွက်လုံးပေါင်းပြီးတော့မွေးရစေးဝါးရောင်းနေတဲ့ရက်ကွက်ဒီညကုန်မှာရှိရဲ့ရှင်။ ဒါပေမဲ့ဘယ်သူမှသွားပြီးတော့မထိရဲတာဘာကြောင့်လဲကျမတို့ကမတရားမှုတွေကိုဒီတိုင်းကြီးပဲကြီးထွားခွင့်ပြုလိုက်မယ်ဆိုရင်တော့ဒီယာကြီးကကျမတို့အုံညို့သွားမှာရှင့်အခုအဲ့လိုအခြေအနေဖြစ်နေပါပြီတည်တည်လေးလေးကနေပြီးတော့ကျမတို့ကနှိမ်နှင်းခဲ့နိုင်ခြင်းမရှိတဲ့အခြေအနေမှာသူတို့တွေကအမြင့်တွေပြီးအကြီးဖြစ်သွားတဲ့ခါကျတော့ကျမတို့ဝါးမြူတာပေါ့ရှင့်အဲ့လိုအခြေအနေကြုံနေရပေါ့နော်ပြီးတော့နောက်ထပ်စဉ်းစားသုံးသပ်မိရလေးကဒီမဲဆွယ်စီယဝင်လောက်တဲ့အချိန်မှာဆိုရင် ကိုစလဲရဲ့အန်တရဲပေါ့နော်အခုဆိုရင်ရှင်ဒီကိုလံဘီယာတမရလောင်းပေါ့နော်တမရလောင်းဒီနိုင်ငံရဲ့တမရဆိုရင်ပြစ်ခတ်တပ်ဖြတ်ခံရတဲ့အခြေအနေကိုကျွန်တော်နိုင်ငံမှာအကြမ်းဖက်လို့တည်းလုပ်နေတဲ့ PD ရဲ့အင်အားစုတွေတိသွားတယ်ပေါ့နော်ဒီသတင်းကိုဆယ်လီရေးပေါ့ရှင်အဓိကဆယ်လီရေးပြောကြတာပေါ့ပြောရခါမှာသူတို့ပြောတဲ့စကားတစ်ခုကတော်တော်စဉ်းစားဖို့ကောင်းနေရှင်အဲ့ပါလဲဆိုတော့မြန်မာနိုင်ငံမှာလည်းဒီလိုအခြေအနေတွေဖြစ်မလာလို့ဘယ်သူမှမပြောနိုင်ဘူးเนาะဆိုပြီးတော့ဒီကိုရီးယားနိုင်ငံမှာနေထိုင်တဲ့အကြမ်းဖက်ထောက်ဖို့မတ်ရွှေမိုးကလည်းပြောထားပါတယ်ရှင်သူပြောတဲ့စကားတော်တော်ကြောက်ဖို့ကောင်းနေတယ်လား ။ဘာကြောင့်လဲဆိုတော့ကျွန်မနိုင်ငံမှာဒီမိုကရေစီဆိုတာကိုရရှိတော့မယ်ရွေးကောက်ပွဲလုပ်တဲ့အခါမှာဆိုရင်ကိုယ်စလဲတွေကလူရဲကြားထဲမှာမဲဆွယ်စည်းရုံးတဲ့ကိစ္စတွေလုပ်ရတော့မှာ။အဲ့တော့သူပြောတဲ့ဇာတ်ကားကရွေးကောက်ပွဲလုပ်ဖို့အတွက်နိုင်ငံရေးသမားတွေကမဲဆွယ်စည်းရုံးတဲ့အခါကြလို့ရှင်။နင်တို့တွေကငါတို့တတ်မယ်နော်ဆိုပြီးချိန်ချောက်လိုက်တာ ਨੇ တူရဲ့ရှင်သူများနိုင်ငံဖြစ်တဲ့ဖြစ်စဉ်ကိုမြန်မာနိုင်ငံမှာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြောလိုက်တာကမြန်မာနိုင်ငံမှာရှိတဲ့သူတွေကိုမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံရေးသမားတွေကိုလောက်ကျန်တတ်ဖြတ်မယ်ဆိုပြီးတော့ပြစ်မှတ်ပေးလိုက်တာပဲရှင် ဒါကြောင့်ရွေးကောက်ပွဲမှာဆိုရင်ရွေးကောက်ပွဲဝင်ကြမယ်ကိုယ်စားလှယ်တွေအနေနဲ့ကိုယ့်ရဲ့လုံခြုံရေးကိုအထူးမြှုပ်ဆိုင်ထားဖို့အတွက်လည်းကျွန်မမှာကြားချက်ပါတယ်ရှင်။ကိုယ်စားလှယ်တွေအနေနဲ့ဖြစ်မယ်ဆိုရင်ဘယ်သူမှကိုယ်စားလှယ်လုံရဲတော့မှာမဟုတ်ဘူးလေ။အဲ့ချိန်ကျလို့ရှင်ဒီမိုကရေစီကဖျက်ဆီးနိုင်ပါတယ်ရှင်။ရွေးကောက်ပွဲလည်းလာတော့မယ်။အကြမ်းမတ်သမားတွေရွေးကောက်ပွဲကိုဖျက်ဆီးမယ်။ဒါပြင်ကိုယ်စလဲတွေလည်းရှံပြူနိုင်တဲ့ရှက်ဒီအချက်လေးကိုကိုယ်စလဲတွေရောနိုင်ငံတော်ရောအထူးသတိပြုပြီးတော့စင်ချင်းကြော်လွှားနိုင်ကြပါစေလို့ကျွန်မဆန္ဒပြုပါတယ်ရှက် ီမိုကရေစီသတင်းလေးပြောရင်လည်းဆက်ဆက်သတင်းလေးတခုလည်းထပ်ပြီးတော့ထွက်လာရရှင်အဲ့ဒါလေးကတော့အမေရိကန်နိုင်ငံမှာအခုဆိုရင်အယ်လီမှာပေါ့နော်လော့စ်အန်ဂျလစ်မှာဆိုရင်ဆန္ဒပြပွဲဖြစ်နေရှင့်ဆန္ဒပြနေချင်ပါဘောအဲဆန္ဒပြပွဲဖြစ်ရတဲ့အကြောင်းရင်းလေးကိုကျွန်မနည်းနည်းပြောပြပါမယ်အမေရိကန်လူဝင်မှုကြီးကြပ်ရေးကနေပြီးတော့ ICE ရပါဘောနော်ဒီဒီဝန်ထမ်းတွေကဆိုရင် ရွှေပြောင်းလုပ်သမားတွေကိုဖမ်းဆီးတာတွေတွားပြီးတော့လုပ်ခဲ့ရခြင်းအားလုံးသိရတဲ့အတိုင်းအမေရိကန်အခုဆိုရင်သူ့နိုင်ငံထဲကိုတရားဝင်ရောက်လာတဲ့သူတွေရွှေပြောင်းလုပ်သမားတွေကိုရှင်းလင်းလုပ်နေတဲ့အချိန်ပေါ့နော်အဲ့ခါမှာဒီသူတို့စီကအမေရိကန်လဝကပေါ့ရှင်လဝကဝင်ဖမ်းတယ်ဝင်ဖမ်းတဲ့ခါမှာမကျဉ်းနှံ့မှုတွေဖြစ်တယ်ပေါ့ရှင်ဖြစ်တဲ့ခါမှာအခုဆိုရင် ICU ရုံးတွေကိုပိတ်ဆို့ပြီးဆန္ဒပြတာတွေဖြစ်လာရှင့်အဲ့လိုဆန္ဒပြတာဖြစ်တဲ့အတွက်အခုတို့အစိုးရကလည်းနှိမ်နင်းရတဲ့ကိစ္စတွေဖြစ်လာပါပြီဒီလိုမျိုးဆန္ဒပြတဲ့သူတွေကိုနှိမ်နင်းတဲ့ကိစ္စတွေလုပ်တဲ့အခါမှာဆိုရင်ဒေသခံရဲတွေကိုမတုံးတော့ဘဲနဲ့တို့က National Guard Food အဖွဲ့သုံးလိုက်တယ်တဲ့။နည်းနည်းပူကြမ်းတဲ့အဖွဲ့ပေါ့နော်သုံးလိုက်တယ်။အဲ့လိုသုံးတဲ့ခါမှာဆိုရင်ဒါဥပဒေအရဆိုရင်သူကစန္ဒပြတာတွေကိုပြည်နယ်အဆင့်ရမနိုင်လို့ရှိရင်သူကတမနာစီတရားဝန်ဆိုင်ရဲ့အကြောင်းကြားပြီးမှတောင်းကြားပြီးတော့မှတမနာကစစ်တပ်သုံးမှုအတွက်စိတ်လွှားရတဲ့ကိစ္စတွေလောက်ရတာပေါ့နော်။အခုကကြတော့ပြည်နယ်အုပ်ချုပ်ရေးမှူးစီကနေပြီးတော့မတောင်းခံတော့ဘဲနဲ့တမနာကနေပြီးတော့ချက်ချင်းလှုပ်ပြီးတော့ဒီအဖွဲ့ကိုလှုပ်ပြီးဖြေရှင်းတိုင်းတာပေါ့ရှင်။အဲ့လိုဖြစ်တဲ့ခါမှာစန္ဒပြဝယ်နေတယ်။ဒီအဖွဲ့နဲ့ထိတ်တိုက်တွေ့ပြီးတော့စန္ဒပြတွေကလည်းခေတူမဟုတ်။လုံတန်ဖိုင်တွေကြည်ပြီးလာမသိဘူးပြပြသူတို့လေ။ပြန်ချရတယ်သူတို့ကလည်းပြန်ချရတယ်ပေါ့လို့ကိစ္စတွေဖြစ်နေရဲ့ရှင်။ အမေရိကန်ဘိုးအိမ်နိုင်ငံကြီးရဲ့ဆန္ဒပြတဲ့သူတွေကိုနှိမ်နင်းတဲ့ပုံတွေကတော့အတူယူစရာပါပဲရှင်အဲ့ဒါလေးကျွန်တော်ပြောပြချင်တယ်ပေါ့နော်ဘလို့အတူယူစရာကောင်းလဲဆိုရင်ဩစတြေးလျသတင်းတော်တယောက်ကို Robert G ရဲ့မှာတီးထလိုက်တာကျွန်မရုပ်သံဖိုင်လေးပြသပါမယ်ရှင်ဒီတောက်လေးမှာကြည့်ရပေါ့နော်အော်သူကသတင်းဆန္ဒပြတဲ့လူတွေဥစားနာမှာပေါ့နော်သတင်းတောက်ဆိုသူကအရန် reporter ဆိုအရန်သူကအဲ့လိုမျိုးအခွင့်အရေးပေးတယ်သူကအဲ့လိုပေါ့နော်သူများနဲ့မတူဘူး reporter ဆိုတကဘာလုံးမှာဆိုရင်ဒါမထိရမကန်ရပုံစံနဲ့စိနှက်ကန်နဲ့လုပ်ပေးထားပါပေါ့နော်အခွင့်အရေးပေးထားတယ်ဒါပေမဲ့အဲ့ဒီမှာကျတော့ဒီမျိုးသမီးကဆိုရင်အမြင်နဲ့အတိုင်းပဲ သတင်းကြေညာတယ်ဒါပေမဲ့ဟိုကတို့ rubber ကြီးနဲ့တီးလိုက်တိုတိရပေါ့ rubber ကြီးမို့လို့ဘောနော်အဲ့တော့ဒါဒီလိုမျိုးသာကျမနိုင်ငံမှာလုပ်ခဲ့မယ်ဆိုရင်လူခွေရင်တမားဘာလို့ online မလဲနော် online လည်းမသိရှင်အဲ့လိုအခြေအနေပေါ့နော်ဒီတော့ကျမဒီဆန္ဒပြပွဲမြင်တဲ့အခါမှာဘာသွားတရိယာလဲဆိုကျမနိုင်ငံမှာမဖြစ်သေးမဖြစ်ထိုက်တာလေဖြစ်သွားတာတရိယာလေရှင်ဒီမိုကရေစီမှာမဲခိုးတာကအပြစ်ဟုတ်တယ်နော်ကျမခုတေချာလေးရှင်းပြမယ်မြတ်ပြည်သူများဒီမိုကရေစီမှာမဲခိုးတာအပြစ်ဒါဆိုရင်မဲကိုဘယ်သူခိုးခိုးအပြစ်ပဲရှင်အဲ့ဒါကိုမြန်မာနိုင်ငံမှာအဲ့သဘောတရားကိုလက်မခံဘူး နံပါတ်1မဲခိုးလို့မိတယ်ဆိုရင်အရေးယူရမှာအမှန်တရားဘသူ့ကိုမဆိုအရေးယူရမှာအမှန်တရားဒါပေမဲ့မြန်မာနိုင်ငံမှာအဲ့ဒါကိုလက်မခံဘူးလက်မခံဘဲနဲ့ဆန္ဒပြတယ်โอเคဆန္ဒပြရင်လည်းစူပူမှုတွေလောက်လာပြီးလမ်းတွေပိတ်တယ်ဝန်ထမ်းတွေရဲ့ရုံးတွေရှေ့သွားပြီးတော့စီတန်လုတ်ဖို့အတွက်လှုံ့ဆော်တယ်တလန်းလုံးအမိုက်တွေပြစ်ချထားပြီးလမ်းတွေပိတ်တယ်စေယုံကားတွေပေးမသွားဘူးဆိုတော့ဒီလိုမျိုးဖျက်ဆီးမှုတွေလူထုကိုအနှောက်ယှက်ပေးတာတွေဖြစ်လာပြီးဆိုရင်ဆန္ဒပြတဲ့သူတွေနှိမ်နေရတာကအမှန်တရားဒါပေမဲ့အဲ့ဒီအမှန်တရားကိုမြန်မာနိုင်ငံလက်မခံဘူး โอเคဒီတော့နှိမ်နှင်းနဲ့အစင်ရောက်လာပြီတိမ်နှင်းတဲ့ခါကျတော့တူချကိုချဖြစ်လာအောင်ဟုတ်တယ်နော်ရဲတဲ့ဖွဲ့ကလည်းစစ်တပ်ကလည်းနှိမ်နှင်းမယ်ပြည်သူကလည်းပြန်ချပြည်သူပြန်ချတဲ့ပုံတွေလည်းကျွန်တော်အများကြီးမြင်လာပဲရှင်း2021မှာပလင်းဝါလေးတွေမှာအဝတ်ထည့်ပြီးလို့ရှင်မီးရှို့ပြီးတော့ပြစ်ကြတယ်ဓပုံတွေအများကြီးရှိရဲအားလုံးတိပဲပြန်ချကြတယ်ဟုတ်တယ်နော်တူချကိုချချတယ်အဲ့ဒီမှာထိခိုက်မှုတွေဖြစ်တယ်စန္ဒပြနှိမ်နှင်းတာရဲ့အချိန်မြင့်တင်လာတယ်ဒါဟာတကဘာလုံးမှာဒီလိုလုပ်ငန်းစဉ်ဖြစ်လို့ရှင်ဒီလိုလုပ်ရတယ်ဆိုတော့ကသူ့နီးစနစ်နဲ့သူအစိုးရတွေမှာရှိပြီးသားရှင်စန္ဒပြမှုနှိမ်နှင်းတဲ့သူက သူ့ရဲ့ဥစားပေါ်အချိန်နေပေါ့နော်ဒီချိန်နေဆိုဒီလိုနှိမ်နေရတယ်ဒီချိန်နေဒီလိုနှိမ်နေရတယ်ဆိုပြီးရှိပြီးသားတကဘာလို့ဒီလိုပဲကျင့်သုံးကြတာဒါပေမဲ့မြန်မာနိုင်ငံကြတော့မှကျင့်သုံးတဲ့အခါမှာမှားနေတဲ့မှားသွားတယ်ဆိုပြီးဖြစ်သွားတယ်ပေါ့နော်ဒီတော့ဖြစ်လေဆန္ဒပြတဲ့သူတွေကိုလှုပ်ဇော်တဲ့သူတွေကအပြစ်မရှိဘူးဆန္ဒပြလှုပ်ဇော်လို့အကြမ်းဖက်မှုတွေလှုပ်လာတော့နှိမ်နေတဲ့အစိုးရအဖြစ်ဖြစ်တယ်အဖြစ်ဖြစ်တဲ့အခါကျတော့သူကဒီတိုင်းမထားဘူးအဲ့ဒီအဖြစ်ကိုဖြေရှင်းရမယ်အဲ့ဒီအပြစ်ရှိတဲ့သူတွေကိုငါတို့ကတော်လှန်ရမယ်ဆိုပြီးတော်လှန်ရေးကိုစလုပ်ကြတယ်ရှင့် ဇလန်အလိုဖြစ်တာအမေရိကန်နိုင်ငံဆိုတာတော်လှန်လို့ရနေပြီလေရော်ပိုတာလည်းရော်ဘာဂျီနဲ့ပြစ်တယ်ဆန္ဒပြတဲ့သူတွေလည်းရိုက်နေနှံ့နေကြရဲ့ရှင့်အဲ့တော့သူတို့အမေရိကန်ပြည်သူတွေဟိုစစ်တပ်အစ်တစ်ခုထောက်ဖွဲ့ပြီးတော့အစိုးရအစ်တစ်ခုထောက်ဖွဲ့ပြီးတော့သူတို့နိုင်ငံကိုတော်လှန်လို့ရပြီလားမင်းနဲ့အကြံဉာဏ်လေးပေးကြည့်ကြပါဦးအမေရိကန်မှာဒီပေါ့ရရှိရင်အကြံဉာဏ်ပေးကြည့်ကြပါလားဟဲ့နင်တို့ရေညဘက်တံမုံတီးကြမြန်မာနိုင်ငံလုတ်ခဲ့တဲ့အကွက်တွေပြောပါတယ်ညဘက်တံမုံတီးကြလို့အမေရိကန်တွေတော့ပြောလေပြီးရင်နင်တို့တွေငါတို့တွေဆို PDF ဆိုပြီးထောင်းလိုက်တယ်ပြီးတော့ဖြစ်လေမြန်မာနိုင်ငံမှာရှိတဲ့စစ်တပ်ကငါတို့ပြန်တိုက်တယ် အကြံပေးလိုက်အမေရိကန်သူတွေကိုအမေရိကန်တွေနင်တို့တွေနော်မနော်နင်တို့လောက်တယ်နော်အေးနင်တို့စစ်တပ်ထောင်လိုက်နင်တို့စစ်တပ်တီးတန့်ထောင်လိုက်ပြီးလို့ရှိရင်အမေရိကန်စစ်တပ်ကိုပြန်တိုက်ဆိုပြီးအကြံတော့ပေးလိုက်လေဘာကြောင့်လဲဆိုလုပ်ငန်းဆောင်တာအတူတူပဲလေအမေရိကန်နိုင်ငံမှာလည်းဆန္ဒပြတဲ့အခါမှာနှိမ်နေတယ်မြန်မာနိုင်ငံမှာလည်းဆန္ဒပြတော့နှိမ်နေတယ်အဲ့ဒီတော့မြန်မာနိုင်ငံမှာလုတ်တဲ့အတိုင်းအမေရိကန်မှာလည်းသွားလုတ်တဲ့နေမဟုတ်ဘူးလားပြပြတာလုတ်တဲ့နေမဟုတ်ဘူးလားအကြံဉာဏ်လေးပါလေပေးလိုက်ကြအောင်အမေရိကန်နိုင်ငံကတော့အုံတော့မကောင်းဘူးအုံတော့မကောင်းဘူးတို့ငါတို့လောက်တော့တတ်တိမရှိဘူးဒါကြောင့်အမေရိကန်မှာရောက်နေတဲ့ဒီပေါ်တွေဒီပိတ်တွေကိုအမေရိကန်တကယ်ရရှိရဲဆိုရင်နည်းနည်းအကြံဉာဏ်လေးပေးလိုက်ကြ ျမကူပြောတဲ့သဘောတရားလေးကိုသေချာစဉ်းစားမိရဲ့လားရှင့်။လုံယုံလုံဆိုင်တိုင်းဖြစ်နေတဲ့ကိစ္စရဲ့ကြီးတစ်ခုလုံးကိုကျမနိုင်ငံမှာပုံဖော်ပြီးတော့ကျမနိုင်ငံပြက်စီအောင်လုပ်သွားတာရှင့်။တရားခဏလေးဘာလို့လဲဆိုတော့အုံနောက်ထဲမှာရှိရဲဆိုစဉ်းစားကြည့်ကြ။ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့သူတွေအများကြီးရှိရဲနော်။အခုချိန်ထိသက်ရှိထင်ရှားရှိနေတဲ့သူတွေအများကြီးရှိရဲ။ဆန္ဒပြနေတော့ဘာကြီးလုတ်ခဲလဲအားလုံးသိပဲ။တပုံမှတ်တမ်းနေလည်းရှိရ။ကျမတို့ဆိုကိုစိုးရဲနော်။လူတွေရဲ့လုံခြုံရေးထိခိုက်တာလည်းမဟုတ်ဘူးရှင့်။ကျမတို့တန်ဃာတော်တွေကစော်ကားခဲ့ကြတာတန်ဃာတော်ဓာတ်ပုံတွေထမင်းလေးနဲ့တန်းပြီးတော့စမ်းကြောင်းမှာလုတ်ခဲ့တာဘယ်သူတွေလဲရှင့် အဲ့ဒါကိုကျမတို့ကသိခံနေရမှာလားစဉ်းစားကြည့်ပါဦးကျမတို့နိုင်ငံအစိုးရသိခံနေရမှာလား2021မှာလုတ်ခဲ့တဲ့လုတ်ရက်တွေတိုင်းအမေရိကန်လူတွေကိုအကြံဉာဏ်ပေးကြည့်ပါလားအမေရိကန်တွေအဲ့လိုမျိုးလုတ်ကြည့်ပါလားသူတို့ရဲ့ဘာသာတရားဆိုရင်ခရစ်ယာန်ကိုးကွယ်တယ်ဟုတ်တယ်နော်ဟုတ်ပြီဘုရားသခင်ပုံကိုသူတို့ရဲ့အဲ့ညဉ့်ညမ်းတဲ့အရာတစ်ခုနဲ့သွားပြီးတော့ကတ်ပြီးတော့စော်ကားမှုလုပ်ကြည့်ပါလားအဲ့ဆန္ဒပြပွဲကိုအစိုးရဘယ်လိုတော့နှိမ်နှင်းမလဲဆိုတာကိုတစ်ချက်လောက်အကြံဉာဏ်ပေးကြည့်ကြပါလားဒါကျမရွက်ပြောနေရမို့တကယ်ပြောတာချင်းကျမနိုင်ငံမှာလုတ်သွားတဲ့လုတ်ရက်ကိုသူများနိုင်ငံမှာသွားလုပ်ပြီးတော့စမ်းကြည့်ကြပါလားကျမအရန်စမ်းစီကျင်တယ်အရန်စမ်းသက်စီကျင်တယ် ဟိုကဘလို့တော့နှိမ်နေမလဲလို့လေဒီမိုကရေစီဘိုးရေဆိုတော့သူတို့နှိမ်နေတဲ့ခါမှာကျမတို့လည်းအတူယူရတာပေါ့ရှင်မဟုတ်ဘူးလားအတူယူရတာပေါ့ဘာသာတရားကိုစော်ကားလာလို့ရှင်ပြည်သူတွေလုံခြုံရေးထိခိုက်လာလို့ရှင်ကျမတို့နိုင်ငံမှာဆို2021တုန်းကဝန်ထမ်းနေလေရတချို့တွေကိုဖမ်းပြီးတော့မျက်နှာမှာစာတက်တူးထိုးပြတဲ့ဒလန်ဆိုပြီးတော့ဘလောက်မှိုက်ရိုင်းနေလောက်ရတယ်မိန်းကလေးတွေကိုအိမ်ထဲထိဝင်ဆွဲတယ်ဘိုးကြီးညမမော်လို့တဲ့မမရန်စော်ကားတယ်ပြီးရခါမှာတတ်ပြတယ်အဲ့လိုလိုရတဲ့အမေရိကန်မှာသွားလို့ကြည်ပါလားဟိုကဘလို့နှိမ်နေမလဲကျမအရင်သိချင်တယ်တချို့အမှန်တရားတွေကနှစ်ပေါင်းများစွာကြာပြီးတော့မှရှင်းပြရဲဆိုတော့သိပ်ပံနေရှင့် 2021မှာဖြစ်သွားတဲ့ကိစ္စတွေကိုကျွန်မရှင်းပြခြင်းတာတော်တော်နှစ်တည်းကြာခဲ့ပြီအခုအမေရိကန်မှာဆန္ဒပြပွဲဖြစ်မှာပဲနှိုင်းရှင်ပြီးရှင်းပြလို့ရတော့တယ်အဲ့တော့မှပဲကုတ်ကုတ်ဝင်မြင်ကြမှာလေရှင်းပြဝင်ရလိုက်တာပဲတော်ကျေးဇူးတင်ပါတယ်ရှင်နားလေအမလေးတာတော့ကို့အပိုင်းနဲ့ကို့ပေါ့နော်အဲ့လိုပြောခြင်းနဲ့တချို့အခုချိန်ကြီးမှန်နေထင်နေတော့မဟုတ်လို့လေ2021ကအညို့အခုချိန်ကြီးရှင်ပွဲထဲမှာရှင်ပတ်ထဲမှာပိုက်ထားတော့မယ်ဆက်လက်ပိုက်ထားကြပါတန်တရားထိတည်သွားကြအဲ့ဒီအမုံကိစ္စမရှိဘူးဘာကြောင့်လဲဆိုတော့အမုံဆိုတာဘသူ့ကိုမှမထိခိုက်ဘူးရှင်ကုတ်ကုတ်ကိုပဲလောင်မြိုက်တာပါဒါလို့တော့ကျွန်မပြောခြင်းနဲ့ ခုတော့တိုင်းပြန်ပြက်ပြီပြက်နေပြီเนาะပြက်ပြက်ပြက်လူဆဲဆဲပေါ့ရှင်အရန်ကြီးတော့မပြက်သေးပါဘူး face state တော့မဖြစ်သေးဘူးပေါ့ဒါပေမဲ့ဖြစ်လူဖြစ်ခင်လေးတတိလေးဖြစ်နေပြီနောက်ထပ်နေနေသေးအားဆိုင်နေရှင်တိုင်းပြန်ကြောက်ထုတ်ဖုတ်ဆိုကြတော့မှာအဲ့ချိန်ကြာလို့ရှင်တိုင်းပြည်ထဲမှာညံ့နေတော်လိုင်းရေးပဲလှုပ်လှုပ်အကြမ်းဖက်ပဲလှုပ်လှုပ်စစ်တပ်ပဲ RPP PDF ပဲ RPP NUG ပဲ RPP anti စုပဲချစ်ချစ်မုံမုံဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းကိုပဲချစ်ချစ်မုံမုံဘသူ့ကိုပဲချစ်ချစ်မုံမုံနောက်ဆုံးကျမကိုပဲချစ်ချစ်မုံမုံအားလုံးအတူတူဖောက်ဆိုပြုတ်ကြသွားမှာပဲရှင် အဲ့ချိန်ကြာလို့ရှင်ကုသိုလ်ကကောင်းတဲ့သူတွေကတော့နည်းနည်းကြံလိမ့်မယ်အကုသိုလ်ကြီးရဲ့လူကတော့ပူဆိုးလိမ့်မယ်ရှင့်ဒါလေးပဲရှိတော့တယ်ဒါကြောင့်ကျွန်မတို့ကတော့အတက်နိုင်ဆုံးအမှန်တရားတွေကိုရှင်းပြပေးမယ်ငားလည်းလက်ခံနိုင်နေဆိုတော့ကျွန်မတို့ကောင်းမွန်တဲ့အရာတွေတူသွားကြတာပါရှင့်ပြန်ပြီးတော့နိုင်ငံတော်ပြန်တည်ဆောက်တာပေါ့နားမလည်ဘူးဆိုရင်တော့လေဒါကျွန်မတို့အလုံးကံတရားပဲလို့ပဲသတ်မှတ်ပါရရှင့်အဲကြောင့်ကိုယ့်ရဲ့တိုင်းပြည်အတွက်အသိဉာဏ်ပညာတွေလူတွေပေါ့နော်ပြည်သူတွေတတိထားမိအောင်ကျွန်မတက်နိုင်ဆုံးပြောပြပေးမယ်ရှင်းပြပေးမယ်နေ့စဉ်နေ့တိုင်းစူးစမ်းတင်ဆက်မယ် ရသွားခြင်းမရသွားခြင်းကဲတင်နိုင်ခြင်းမကဲတင်နိုင်ခြင်းကတော့နိုင်ငံတစ်ခုကံတစ်ခုပေါ့ရှင်ဒီလိုပဲကျွန်မတွတ်တော့ပါတယ်ရှင်ကျွန်မသတင်းသုံးသပ်ချက်လေးတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်များအားလုံးဆက်ချမ်းသာကုကြမှာကြပါစေကျွန်မတို့အေးချမ်းသာရမှတ်ပါတဲ့နိုင်ငံတော်သက်စီကိုစိတ်တူကိုယ်တူရှောင်လန်းနိုင်ကြပါစေလို့ကျွန်မတို့ Prime Media မိသားစုကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်